တော့ဘာတော့ကဘုန်းတို့ဖရာလောင်းကြီးကပုံနာမျိုးမှာလူသွားဖြစ်တယ်။အဲ့တော့ तू မွေးပြီဆိုတော့မွေးတဲ့အချိန်လေးကဆက်ပြီးတော့မိဘတွေကသူတို့ရဲ့တလေထုံတန်းစင်လာပေါ့နော်။ဘာလုပ်လဲဆိုတော့မီးလေးကိုတောက်အောင်လှုပ်လိုက်တယ်။မီးညှိလိုက်တယ်။ဒီသားလေးမွေးပြီဆိုတော့မီးညှိလိုက်တယ်။အဲ့ဒီမီးကိုဘယ်တော့မှမငြိမ်းစေရမီးစာတစ်ခုကိုအမြဲတမ်းကြွေးထားတယ်။လုံးဝမငြိမ်းဘူးဒီမီးကိုနေရောညာရောအဲ့ဒါကလေးကတဖြည်းဖြည်းနဲ့ជី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 လာတယ် တ်16နှစ်သားရောက်လာဒီမီးမငြိမ်ဘူးကြွေးထားတယ်ဒါမီးပူစော်တယ်ခေါ်တယ်ဟုတ်လားအဲ့တော့16နှစ်သားလေးရောက်ပြီးဆုံးဖြတ်တက်တဲ့အရွယ်ရောက်ပြီးဆိုတော့ပြီးပါတယ်ကပါပြောဆိုတော့ချက်သားမင်းဟောဒီမီးကိုနှိမ့်ပြီးတော့မင်းဝေဒဗေဒင်သင်ကိုသင်ပြီးတော့လောကီလူပေါ်မှာမင်းနေမလားဒါမှမဟုတ်ဒီမီးကိုယူပြီးတော့မင်းဒီမီးကိုပဲအသက်ထက်ဆုံးလှုပ်ကြွေးပြီးတော့လှုပ်ကြွေးတယ်ဆိုတာမီးကိုမငြိမ့်အောင်မီးသာကြွေးတာ ်မိသားဘုကောင်းတဲ့အစာတွေကျွေးနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့ထောပတ်ဒီစီတွေကျွေးနိုင်ရင်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်မင်းနော်မိဟိုလှုပ်ကျွေးပြီးတော့အသက်ထက်ဆုံးမြတ်တော်ကျင့်သူတို့ရဲ့အယူဆပေါ့နော်ကျင့်ပြီးတော့မင်းသေးတဲ့အခါမြမပြည်ရောက်မင်းအဲ့ဒီတိုင်းလှုပ်မလားဘယ်လန်းကိုမင်းရွေးမလို့အိမ်တော်သားမွေးလန်းကိုရွေးမလားအဲ့ဒါဆိုတော့မင်းပညာသင်ဟုတ်လားဟာတော်လေသွားပြီးတော့မိဟိုပဲပူဇော်ပြီးတော့နော်မြမပြည် သွားတဲ့လမ်းကြောင်းကိုပဲရှောက်မယ်ဆိုရင်လည်းသွားဒါသူတို့ကတော့ရောက်မယ်ထင်နေတာပေါ့အဲ့တော့ဘုရားလောင်းကနော်နေခမတ်တက်ကလည်းပါလာတာပေါ့လေအဲ့ဒါနဲ့သူကဒုတိယလမ်းကိုရွေးတယ်ဒီမီးကိုသူမငြိမ်ဘူးအဲ့ဒီမီးလေးကိုတရုတ်တရယူပြီးတော့မိဘတွေအတိုင်းဝိုင်းတွေမိသားစုတွေအကုန်လုံးစွန့်ပစ်ပြီးတော့တော်တဲ့ဝန်သွားအဲ့ဒီမီးလေးကိုပဲသူလှုပ်ကျွေးနေတယ်ဟဲ့တဲ့မီးကိုပဲမငြိမ်အောင်သူလှုပ်နေတယ်တော်တဲ့မှာတယောက်တည်းဟုတ်လားသူတို့ဒါအယူဆရာဒါကိုမလုပ်တော့ တန်ဖိုးရှိတယ်ဒါမွန်မြတ်တယ်ဒါဟာကောင်းတယ်လို့ထင်ပြီးတော့ဒါအမြတ်တနိုးလှုပ်နေတာပဲလေဟာလီတူလေးကညံ့တာပါလို့မထင်နဲ့ဟုတ်လားကိုလည်းပဲအဲ့လိုအတိုင်းဝိုင်းနဲ့လူသွားဖြစ်ရင်အဲ့ဒီလိုအမြင်မျိုးပဲရှိမှာအဲ့ဒါတည်းဘာမှပူပြီးတော့ကြော်ပြီးတော့ဖောက်ထွက်နိုင်မှာမဟုတ်ဟိုကမွေးလေးရစပြီးတော့ဖခင်ကဘလို့တရားဘလို့တန်ကားဘလို့နားရင်ပြီးတော့တိနေလို့မြင်နေလို့ကြားနေလို့ကိုကသုံးပြနိုင်တာဟုတ်လားစဉ်းစားကြည့်နော် နောက်လာမဲ့ပြောမဲ့မင်္ဂလာတွေနဲ့ဆက်ဆက်ပြီးတော့ပြောကြရအောင်ကောင်းတယ်။အကံပြစ်ချက်မှာတတဝါဖြစ်ကြတာအဲ့ဒီအတိုင်းဝိုင်းရဲ့နှီးစက်အဲ့ဒီအတိုင်းဝိုင်းရဲ့နော်ဒလိထုံတန်းစင်လာအရှိန်ဒါတွေကလွန်ဆန်ဖို့ဆိုတာမလွယ်ဟုတ်လားအဲ့တော့ဘုရားတော်ကဘာလုပ်နေတော့မိပူဇော်တဲ့ပုံသားလေးပေါ်တော်ထဲမှာဟုတ်လားအဲ့ဒါနဲ့နှစ်ပေါင်းဘလောက်ကြာသွားတယ်မသိဘူးဒီမီးနဲ့နေတာအဲ့တော့တနေ့တော့ရွာထဲကိုသူအလူခံတာပေါ့လေမိပူဇော်တဲ့ပုံသားလေး ဘာရလအောင်ဆိုနွားတကောင်ရလာတယ်တဲ့နွားကိုအပိုင်းလှူလိုက်တာအဲ့တော့သူနွားကိုဆွဲလာပြီးတော့သူနေတဲ့ကြောင်းလေးဟုတ်လားတောတဲ့ရောက်တဲ့ခါကျတော့ဒီနွားကိုမီးကိုကျွေးပြင်မှာအဲ့တော့ကြည်ချင်းအပြင်သူနွားကိုတော့တတ်မှာပဲနော်ဟုတ်လားတတ်မှာပဲဟုတ်လားတန်နွားကိုကျိုးတုပ်ပြီးတော့သူဘာစဉ်းစားတယ်ဆိုတော့မီးကအလွန်မြင့်မြတ်တယ်မီးကအလွန်မွန်မြတ်တယ်ဒါကြောင့်မီးကိုဒီနွားသားကိုကျွေးတဲ့နေရာမှာစားမပါဘဲနဲ့ကျွေးရင်တော့မီးကကောင်းမှာမဟုတ်ဘူး ငါတို့တောင်စားလေးနဲ့စားမှကောင်းတယ်အဲ့ဒီကျတော့စားပါပါအောင်ဆိုတော့ရွာထဲကငါစားသပြီးတော့အလူခံအောင်မယ်မင်းဒီနွားကိုစောင့်ရဲနော်မီးကိုအရှင်သခင်လိုသဘောထားပြီးတော့ဒီနွားလေးကိုကြည်ရဲဆိုပြီးတော့နွားလေးထားခဲ့တာပေါ့အဲ့ဒါနဲ့ရွာထဲသွားလို့စားအလူခံသူစားအလူခံသွားတော့ရှိသေးတယ်နော်ရွာထဲကမုတ်ဆိုးတွေတော်လိုက်ထွက်ရင်းနဲ့အဲ့ဒီနေရာရောက်လာတော့နွားတကောင်တွေ့ဟာသင်္ကန်းချောင်းလေးနဲ့နွားကလည်းအရန်နဲ့ကြိုးတုတ်တာလား အဲ့ဒါနဲ့တခါတည်းတက်နွားကိုတက်ပြီးတော့အသားတွေဘာတွေဖျက်ရဲယူအယိုးတွေနဲ့အရေကိုနဲ့ထားခဲ့တယ်ပြီးတော့နွားအမီးကျတော့ဘာမှလည်းတုံးမရဘူးဆိုအမီးလည်းတိုင်ထားခဲ့တယ်အဲ့ဒါသူကစားနဲ့နွားသားကောင်းကောင်းကြွေးတော်မယ်အရှင်သခင်မီးကိုပြန်လဲရောက်လာ ရောဒီမှာဘာမှမရှိတော့နွားမီးနဲ့အရေနဲ့ဟာသွေးတန်ဆက်ဆက်ခြေရလဲရပဲတွေ့တော့အဲ့ဒါနဲ့သူတော်တော်စိတ်ပြက်သွားတယ် စိပြည့်ရင်နဲ့သူဘာတွေးမိအောင်ဆိုတော့အော်ဒီမိရငါတော့မျက်မျက်နှုံနှုံတသက်လုံးသူ့ကိုပူဇော်လာလိုက်ရတာပေါ့နော်အခု तू ကသူ့ကြွေမဲ့အစာကိုတောင် तू မဆောင်ရှောက်နိုင်ဘူးအဲ့လို့ဆိုရင်ငါ့ကိုဆောင်ရှောက်နိုင်ဖို့ဆိုတာဘယ်ဖြစ်နိုင်မလို့လင်းသွားတယ်နော်ညံဟုတ်လားဒါရိုးရိုးလေးတွေးကြည့်တာပဲဟုတ်လားသူ့ကိုကြွေမဲ့ဆိုတဲ့အစာသူ့အစာသူ့ကိုတောင်မဆောင်ရှောက်နိုင်ဘူးတဲ့ငါ့ကိုဆောင်ရှောက်ဖို့ဆိုတာဘယ်ဖြစ်နိုင်မလို့တခါတည်းညံပွန့်သွားတယ် ဲ့ဒါနဲ့ဘာလုပ်တုံးဆိုအဲ့ဒီအရေးတွေရောနှွားမီရောမိဘုံနဲ့ထဲလိုက်တယ်။မင်းအမိကြံတော့တယ်မင်းတော့အမိပဲစားတော့ဟုတ်လား။အဲ့ဒါတခါလဲရေနဲ့နှိမ့်သက်ပြီးတော့သူမှားနေတယ်ဆိုတော့တခါတဲ့တိသွားတယ်။အဲပြီးတော့မှနီးမှလက်မှကျင့်လို့ဇံပင်ညင်ရလို့တေးတဲ့ခါမှာဂျူမပြေရောက်တယ်။ဟုတ်လား။အဲ့တော့ဒါပါလဲဆိုတဲ့အခါကျတော့လူတွေကထင်မိထင်ရ နော်။မှန်မှန်ကန်ကန်ညွန်ပြတဲ့အတိုင်းဝိုင်းနဲ့မတွေ့ဘူးဆိုလို့ရှိရင် သူနားထဲရောက်တာသူမျက်စိနဲ့မြင်တာကိုပဲသူဒါအမှန်တည်းထင်ပါပဲလေဒါဒီကနေ့ခေတ်ကမ္ဘာလောကကြီးမှာအယူအဆအမျိုးမျိုးအတွေ့အမြင်မျိုးမျိုးနဲ့ရှင်းသန်းနေကြတာကြည့်ရင်သိနိုင်ပါတယ